မင်္ဂလာပါရှင်ကျမကတော့ဖူအီအီနွယ်ပါဒီဗီယိုမြင်တန်ကြားတဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်မြန်မာနိုင်ငံမှာကလေးသင်ငယ်တွေရဲ့အသက်အိုးအိမ်တွေနဲ့အနာဂတ်တွေကိုကယ်တင်ရေးအတွက်စစ်အုပ်စုရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေနဲ့ဒေချောင်းရံရက်တန့်ရေးအလုံးအတူတကွာဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြဖို့နိုင်ငံတကာအတိုင်းဝိုင်းကိုကုလသမဂ္ဂဆိုင်ရာမြန်မာအမြင့်ကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းလိုက်ပါတယ် ချွန်လဆယ်ကနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှာကုလသမဂ္ဂကလေးငယ်များရန်မုံငွေအဖွဲ့ UNICEF ဘုတ်အဖွဲ့ရဲ့2025ခုနှစ်နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲအထွေထွေမိန့်ခွန်းပြောကြားမှုအစီအစဉ်အတွင်မြန်မာတပ်အမကြီးကအခုလိုတိုက်တွန်းပြောကြားခဲ့တာပါ။ မြန်မာနိုင်ငံမှာကလေးသင်ငယ်တွေရဲ့အခြေအနေကပိုဆိုးရွားလာနေတယ်။ဆရာနာသိန်း၄နှစ်ကျော်ကာလအတွင်းမြန်မာပြည်နိုင်ငံလုံခြုံရေးစီးပွားရေးလူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးနဲ့လူအခွင့်အရေးအခြေအနေတွေဟာဆရာနာသိန်းမှုနဲ့စစ်အုပ်စုကျူးလွန်တဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကြောင့်အလွန်အမင်းဆိုးရွားနေတယ်လို့တန်မကြီးဦးကျော်မိုးထွန်းကပြောခဲ့ပါတယ်ရှင်။ သက်18နှစ်ပြည့်ပြီးတဲ့ grade 12ကျောင်းသားကျောင်းသူတွေဒီနှစ်ရွေးကောက်ပွဲမှာမဲပေးနိုင်ရေးအတွက်စတင်ကျောင်းတွေမှာရွေးကောက်ပွဲဥပဒေကိုထည့်ပြီးတော့သင်ပေးသွားမယ်လို့စစ်ကောင်ဆောင်ကပြောဆိုလိုက်ပါတယ်။မကြခင်ပြုလုပ်မဲ့ရွေးကောက်ပွဲမှာဆန္ဒမဲပေးရတဲ့ပတ်သက်ပြီးတော့ဥပဒေပညာသိရှိဖို့လိုအပ်တာကြောင့်စတင်ကျောင်းတွေမှာသင်ရိုးတစ်ခုလိုထည့်သွင်းသင်ကြားသွားဖို့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကဂျွန်လ17ရက်ပြည်ဦးတွေတက်နယ်ရောက်ရှိနေချိန်မှာပြောခဲ့တာပါ။ 2025-2026ပညာသင်နှစ်မှာ grade 12ကျောင်းသားကျောင်းသူတွေကိုရွေးကောက်ပွဲဥပဒေဖွဲ့စည်းပုံအခြေခံဥပဒေပြစ်မှုဆိုင်ရာဥပဒေလူကုန်ကူးမှုဥပဒေလောင်းစားမှုဥပဒေငွေရစေဝဥပဒေတွေတင်ကြားပေးသွားမယ်လို့ဆိုပါတယ်။စစ်ကောင်စီက2024ခုနှစ်ကစတင်ပြီးတော့ grade 12ကျောင်းသားကျောင်းသူတွေကိုဥပဒေပညာသင်ကြားပေးဖို့အတွက်ဆရာဆရာမတွေကို TOD သင်တန်းတွေပေးခဲ့တယ်လို့ပညာရေးဝန်ထမ်းတယောက်က DVB ကိုပြောပါရရှင်။ မြေကြီးကြီးမှုဖြစ်ပြီးအိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်လောင်တလိုင်းခရိုင်ကတွေ့ရင်ကာကီနယ်လောင်မဆူစစ်ဆောင်စခန်းတွေမှာစစ်ပေးဆောင်နေအိမ်ယာနယ်ချီပျက်စီးဆုံးရှုံးခဲ့ရပြီးလက်ရှိအချိန်အထိပြန်လည်ထူထောင်ရေးတွေမလုပ်နိုင်သေးဘူးလို့ကုညီပေးနေသူတွေကပြောပါတယ်။ကိခိုင်သတင်းပေးပို့ထားပါတယ်ရှင်။ ပြီးခဲ့တဲ့မေလ31ရက်နေ့ကကလဒန်မြင်းရည်ကြီးမှုဖြစ်ခဲ့ပြီးအိန္ဒိယနိုင်ငံမီဇိုရယ်ပြည်နယ်အတွင်းကပလဲဝကစစ်ပေးလျှောက်တဲ့နေထိုင်တဲ့တွီဒိန်ကာကင်နဲ့လောင်မဆူစစ်ဆောင်စခန်း၃ခုမှာအင်ချေပေါင်း140တဆောင်းနဲ့စစ်ပေးလျှောက်ပြည်သူ929ယောက်တို့ဟာရှေးဘေးတင်ခဲ့ကြပါသည် လက်ရှိမှာတော့ရေဘေးတဲ့အစ်စ်ဘေးရှောင်တွေဟာပြန်လည်ထူထောင်ရဲတွေမလုံဆောင်နိုင်သေးတာကြောင့်နင်းဆက်ရဆွေမျိုးတွေရဲ့နေအိမ်တွေကိုထူကိုထအဆောက်လုပ်ထားတဲ့အစာတင်ကျောင်းဆောင်တွေနဲ့ကျေးရွာအတွင်းခမ်းမနေရာတွေမှာပဲပြောင်းရွှေ့နေထိုင်နေကြရစေဖြစ်ပါတယ်မြင့်ရဲ့ကြည်ပြီးနောက်ပိုင်းစစ်ပေးဆောင်စခန်းတွေမှာရေမတန်ရှင်းမှုတွေကြောင့်အသက်အရွယ်မရွယ်ဝမ်းပြက်ဝမ်းလျှော့ယောဂတွေလည်းအဖြစ်များနေတယ်လို့စစ်ပေးဆောင်တွေကပြောပါရဲ့ အခုလောလောဆယ်မှာကရေသေးပင်နဲ့မိသားစုတွေကတော့အတူကြီးချက်ရအိမ်ဒီမှာပေါ့နော်ရှင်မျိုးသားချင်းတွေကိုရင်းနှီးတဲ့တူတွေမှာပဲဟိုပေါင်းမှုမှနေကြပါတယ်ဆရာချလည်းတော့ဖြစ်ရပါတယ်ဒီမှာရှင်ဝါလောလောမှုတော့မရှိဘူးခင်ဗျလူကြီးကဒီမှာတစ်ထောင်မြန်လောက်ရှိတယ်ပြီးရင်အခုဖြစ်တာကတော့လူပေါင်း90ဆက်တော့ရှိတယ်ခင်ဗျပြီးရင်ငါပြားကတော့နောက်ထပ်အဖြစ်ရပါအောင်ပဲကျွန်တော်ဒီဒေတာမှာဆိုလို့ရှိရင်တော့အဖြစ်ရပါတယ်ငါပြားက ကျွန်တော်ပြန်မှာတော့ဒီချိန်ွားတို့လိုအပ်တာပေါ့ဗျာဒါဆိုလူလာတော့အမိုးအတွက်လိုအပ်တယ်ပြီးလို့ချင်းတော့အင်ဆော့ဖို့အတွက်ကိုဝါတို့လိုအပ်တာပေါ့နော်ပြီးလို့ချင်းတော့ဒီဆော့ဝတ်နေရအတွက်ရအဲ့အတွက်ပါဟိုအချက်သေးဖြစ်တာပေါ့ စစ်ပေးရှောင်းနေအိမ်တွေတိဆောင်းရမှာနေအိမ်တလုံးကိုရူပီ3000လောက်ကုန်ကြမှုရှိနေပြီလက်ရှိမှာနေအိမ်တွေပြန်လည်တိဆောက်ဖို့ငွေကြေးမတက်နိုင်သေးဘူးလို့စစ်ပေးရှောင်းတွေကပြောပါတယ်။ရေကြီးမှုတွေကြောင့်နေအိမ်တွေအလုံးကြီးပါထိခိုက်ပျက်စီးခဲ့တာကြောင့်ပြန်လည်တိဆောက်နိုင်ဖို့အတွက်အမိုးအကာတွေနဲ့သေဝေါ်တွေအရေးပေါ်လိုအပ်နေစေဖြစ်ပြီးအခြေခံစားနေရိခါနဲ့ကျဲမရေးစောင့်ရှောက်မှုအတွက်စေဝေါ်တွေလည်းလိုအပ်နေတယ်လို့ပလဲဝေါ်ကောင်စီရဲ့ကေစီရဲ့တာဝန်ခံကိုစလိုင်းစိုးတဲ့ကပြောပါတယ်။ ဆက်ဆောင်ပြည်သူများအနေနဲ့လက်ရှိမှာပြန်လည်ထူထောင်ရေးမလုပ်နိုင်သေးဘူးအိမ်တွေပြစ်စီသွားတဲ့ဟာတွေသူတို့ပြန်ပြီးမှအိမ်မဆောက်နိုင်သေးဘူးအကူအညီလိုအပ်တာကတော့အမိုးအကာတွေအတွက်လိုအပ်တာရှိတယ်ဒီစားဝေးနေရေးအတွက်ကြတော့တစ်ခေါက်လောက်တော့အလူရှင်တွေရဲ့ရသလောက်နဲ့ကူသူတို့စီမှာရောက်ပြီးစားဝေးနေရေးကလည်းလုံလောက်မှုတော့မရှိဘူးကျွန်တော်တို့ပေးနိုင်တာကလည်းပဲတစ်ပတ်လောက်အာရရနေရမှာပေါ့နော်ဆိုတော့ အကူအညီရတော့လူအပ်တည်တယ်အကြောင်းမလို့သူအ мян ဆုံးပြန်လည်ထူထောင်ရေးအတွက်လုံနိုင်ဖို့အတွက်အကူအညီလိုအပ်တယ်ဆိုတဲ့ဟာကိုပြောပြောလို့ရပါတယ်အလုတ်ကင်ကလည်းမရှိတဲ့ခါကျရင်ဒီအကူအညီပေးမဲ့ဖွင့်စီတွေကိုမျှော်နေရတဲ့အနေအထားပဲရှိပါတယ်လို့ဒါဟိုမြပြင်းရဲ့အခြေအနေရပြောလို့ရပါတယ်ဟုတ်ကဲ့ လက်ရှိမှာနေရွေပြန်လည်တိဆောက်နိုင်ဖို့ငွေကြေးလိုအပ်ချက်တွေအများကြီးရှိနေတဲ့အတွက်ကုညီပေးလို့သူတွေအနေနဲ့ဆက်သွယ်လူတွေနိုင်ပါတယ်။တိုက်ပွဲတွေကြောင့်ချင်းပြင်းနဲ့ပလက်ဝါကနဲ့စစ်ပေးဆောင်ပြည်သူတွေနေထိုင်ကြတဲ့တွီဒင်းကာကီနဲ့လောင်မဆူစစ်ပေးဆောင်စခန်း၃ခုမှာအင်ဂျင်၄82ဆောင်ရှိပြီးလူဦးရေပေါင်း1283ယောက်တို့နေထိုင်နေကြတာလည်းဖြစ်ပါတယ်။ကျမကကေခိုင်ပါ။ ဒီဗီယိုမြင်တန်ကြားရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့တာပါကျမတော့ဖူးအီနေပါကြည့်ရှုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်